ီနေ့အတွက်ကတော့အိမ်မှာပေါ့ပေါ့ပါပါအစာပြေလုံစားလို့ရတဲ့ခောက်ဆွဲပြုံလေးနဲ့ပြောပြမယ်နော်။ဒေဦးလေးတဲ့ကိုရေထည့်ပါမယ်။ပြီးရင်တော့ဒါကတော့သုံးထားတဲ့ခောက်ဆွဲတစ်စိမ့်ဟော်တစ်စိမ့်ပါ။ရေပွက်လာပြီဆိုရင်တော့ခောက်ဆွဲကိုအင်ရေထဲမှာထည့်ပြုတ်ပါမယ်။ပြီးွားရင်အင်ထည့်မယ်အသားလေးပါ။တခါလဲစက်ကော့လေးပါ။တခါလဲထည့်ပြီးတော့ပြုတ်ပါမယ်။ပြီးရင်တော့ခောက်ဆွဲကို တရေသွုံပါမယ်။ခောက်ဆွဲနည်းနည်းနူးလာပြီဆိုရင်တော့တရေသွုံပေးပါမယ်။ဒီလိုမျိုးပွက်လာတဲ့အနေထားပေါ့နော်။အဲ့လိုမျိုး ြစ်လာပြီဆိုရင်တော့ရေကိုတုံပေးပါမယ်ရေကိုအကုန်တုံပါမယ်ပြီးတော့မှပြန်ပြုတ်ပါမယ်ဒါကတုံပေးရဲ့အနေထားလေးပါ ပြီးရင်ကုလိုချင်းတလောက်ဒုတိယတစ်ခေါက်ရေထပ်ထည့်ပြီးတော့အပီးပြုတ်ပါမယ်ပြီးရင်သူ့မှာပါတဲ့အမုံထုံလေးတွေကိုထည့်ပါမယ်ပြီးရင်သူ့မှာလည်းပင်လေစာခောက်ဆဲဆိုပင်လေစာလေးပါတယ်ရင်းညှိလေးပါတယ်ပေါ့နော်အိတ်ထုံလေးပါထည့်ပါမယ်ပြီးရင်တော့ပွက်လာအောင်လို့တည်ပါမယ်ပွက်လာပြီဆိုရင်တော့အရွက်ကို Chinese cabbage ကိုတုံးထားပါရဲ့အဲဒီချိန်မှာတခြားအရွက်လေး င်းလည်းတုံးလို့ရပါတယ်ပြီးရင်တစ်ခါလဲထည့်ပြုတ်ပါမယ်ပြီးရင်အရွက်ထည့်ပြီးနောက်တစ်ခါပွက်လာပြီဆိုရင်တော့ရပါပြီဒါကပွက်ပြီးတော့နည်းနည်းအနူးလေးတွေစောင့်နေရပါပြီးရင်တော့ခောက်ဆက်ပြုတ်တစ်ခွက်ရပါပြီအားလုံးပဲလိုက်လုံစားကြည့်ပါအောင်နော်